အကျွန်တော်တို့လုပ်ငန်းတွေအတွက်ဒီ software ပေါ့နော်လုပ်ငန်းသုံး software တွေတုံးကြတဲ့ထိတ်မှာတိ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 လေးနဲ့ခေါင်းကိုက်စီတဲ့အရာ print ထုတ်တဲ့ကိစ္စပေါ့။သူကအဆင်ပြေသွားရင်လည်းဘာမှမဖြစ်ဘူး။အဆင်မပြေရခါကျရင်လည်းနောက်ဆုံး software တစ်ခုလုံးတုံးနေပြီးတော့မှပုံချထုတ်လို့မရဘူးဆိုတဲ့ဇာတ်လမ်းနဲ့ကိုယ့်စီမှာရှိတဲ့လူတွေကဝန်ထမ်းတွေကသွားပြီး cyber team နဲ့ပြန်ရေးပြီးတော့ software ကလကားကြီးဖြစ်သွားတာမျိုးကြီးကျွန်တော်ခဏခဏကြုံရတယ်။ဆိုတော့ကျွန်တော်အခုပြောပြချင်တာကဒီ print ထုတ်ရတဲ့အချိန်မှာလုပ်ငန်းသုံး software တွေနဲ့ဒီ printer ဝယ်တဲ့အချိန်မှာသတိထားရမယ့်ချက်လေးကျွန်တော်ပြောပြချင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့နံပါတ်1က printer အမျိုးအစားတွေပေါ့နော်။ printer မျိုးအစားတွေမှာကကျွန်တော်တို့ကဒါပုံမှန်ဖြစ်တော့ software အစုံထုတ်လို့ရတယ်။ဒါပေမဲ့သူ့ရဲ့ printer ရဲ့ထုတ်ထုတ်ထားတဲ့ရည်ရဲ့ channel ပေါ်မူတည်ပြီးတော့မျိုးစားကွဲတယ်။ဥပမာတချို့က phone နဲ့ tablet တွေမှာဆိုရင်အာတချို့မျိုးစားတွေထုတ်လို့မရဘူး။ဥပမာကျွန်တော်ဆိုရင်လည်းဒါကျွန်တော်ဒီ stock မျိုးသုံးနေရင်လည်း မြင့်ကျနာလုပ်ငန်းတစ်ခုဆိုရင်သူ print ထုတ်တဲ့နေရာမှာသွားပြီးဒုက္ခရောက်ဘာလို့လဲဆိုတော့အာ laptop နဲ့ထုတ်လို့ရတယ်နော်ဖြစ်ပုံကဖြစ်ပုံက laptop နဲ့ထုတ်လို့ရတယ် tablet နဲ့ထုတ်လို့ပြန် laptop မှာ e-file ရတယ် tablet မှာ e-file ပြန်ဆိုတော့ဒီလိုပုံစံမျိုးတွေသွားကြုံတယ်ဆိုတော့အဲ့ဒီကကျတော့ကိုကဒီ printer ဝယ်တဲ့ခါကျရင်ကိုက tablet သုံးဖို့ရည်ရွယ်ချက်ရှိရဆိုရင် tablet တွေမှာရလာဒါလေးတွေကိုလည်းကျွန်တော်ကပြီးရင်ကိုထုတ်ချင်တဲ့ site ကထောက်ပံ့ပေးလာဒီ printer ကနေပေါ့နော်ဒါလေးတွေကိုတင်ချလိုက် message